ရှူတင်မရှိတဲ့ရယ်ဆိုတော့အိမ်မှာအားနေလို့ကျွန်တော်ပေါက်စီလေးလှူစားခြင်းသိပေါ်လို့ကွက်ကိုလှူစားပါပါဒါကတော့ကြက်သားကို ပြုတ်ပြီးတော့ကြက်တော်နေလေးနဲ့ကြော်တာပါကြက်သားကိုအရင်ဆုံးစီပြန်လောင်းပြုတ်တယ်ပြီးတော့ကြက်တော်နေလေးထဲတယ်တကြားလေးနည်းနည်းထဲတယ်ကြာညို့ရည်လေးထဲပါလေပြီးတော့တရုတ်နံထွက်ဖို့အတွက်ကိုကြာကြီးတရုတ်မှာဆလာထဲပါလေခမရအဲဂျုံတပိတ်တာ တခြားအနေငယ်ထဲတယ်ဂျုံနေတော့မယ်နော်ဂျုံဆက်တော့မယ်အဲပြီးရင်စားလေးနည်းနည်းထည့်ပါတယ်ပြီးရင်ကျွန်တော်ပါဝါလေးနည်းနည်းလေးထည့်ပါတယ်ပါဝါလေးကအသားလေးချူအောင်လုပ်ပါပေါက်စီလုပ်ပြီးဆိုဒါမှပါမှဖြစ်ပြန်တော့အဲ့ဒါမှပိုင်းပြက်စီသားလိမ့်မယ်အဲ့ဒါကိုကျွန်တော်သိရတော့ yeast လို့သိရပါဘောနော်ကျွန်တော်ငယ်ငယ်တုန်းကပျံစင်းငယ်တုန်းကပျံဖြောတယ်လို့ပဲပေါ့နော်ဒါအဲအလဲကောင်းမှာ ဘီလက်မီပြန်ဖြော်တွေ့ဘူးရမလားအလဲကောင်မှရေထွင်းလုပ်လိုက်တာအတိုင်းအရင်ဆုံးရေထွင်းလေးလုပ်ပါတယ်အဲ့ဒါကိုကျွန်တော်ရေထည့်ပါတယ်ကျွန်တော်လက်စီးထားရနော်၃ခါတောင်စေးထားတာလက်ကအဲအဲ့လိုရေထွင်းလုပ်တယ်ရေထွင်းလုပ်တယ်အဲဒါဂျုံနယ်နီးပေါ့နော်ဒီလိုနယ်တယ်ဆိုရင်အများကြီးတက်တာလေခင်ဗျအဲလေထဲမှာရေအိုင်လေးလုပ်ပြီးတော့မှအဲဂျုံလေးကိုဖြည်းဖြည်းပျော့ပျော့ချင်းနေပေါ့နော်ဖြည်းဖြည်းချင်းနေရတာပေါ့တခါလေဟိုရေတွေအများကြီးနဲ့ထည့်လိုက်လို့မရှိဘူးသူရဲ့စကေးအတိုင်းပေါ့နော် ဒါကျွန်တော်အရင်တုန်းကတော့ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ပြန်လုပ်ဖူးတယ်အဲ့ဒီလုပ်ဖူးတဲ့အတိုင်းပေါ့နော်ဒါအဲ့ပြန်နေတယ်လို့မဆလာနေတယ်လို့ပေါ့နော်အဲ့အဲ့လိုနေရတာအဲရရဲ့တစ်ဖြည်းဖြည်းနဲ့ဂျုံသားလေးကိုတင်းအောင်လို့နေရတယ်အထက်အောက်ပေါ့နော်နှံ့နေအောင်တခြားလေးနေရတာခင်ဗျအဲလက်မကတ်နေရာတွေကိုဖယ်ပြီးတော့ထိုးတယ်ဂျုံသားကိုအာမနာတဲ့ ကိုမုံတဲ့သူတယောက်လို့သဘောထားယူအားရပါရထိုးရတာပြပါပြီကျွန်တော်အုပ်ထားပါလေနှက်ထားပါလေဂျုံနေပြီးသားပြီဆိုရင်အဲ့လိုလေးပွာလာပါလေခင်ဗျာအဲအိမ်မှာဂျုံပေါက်စီလုံးလေးတွေစပြီးတော့ကျွန်တော်လုံပါလေ ောက်စီလုံမယ်ဆိုလို့ရှင်အဓိကကတော့လေအဲအလုံးလေးတွေလုံတဲ့အချိန်မှာဂျုံသားကပွားနေဖို့လိုတယ်ဒါလားဂျုံသားမပွားဘူးဂျုံသားကစ်နေတယ်ဆိုလို့ရှင်အဲပောက်စီကလာမှာမဟုတ်ဘူးအခုလိုမျိုးလေးဆိုရင်တော့ဒါဒါဂျုံသားပွားတာပေါ့နော်အဲ့ဒါဆိုပောက်စီကလည်းပွားပွားတရမှာပါရှိတမရှိတဲ့ရက်တွေကျတော့လေအိမ်မှာဗီဒီယိုလေးဟောလိုက် channel လေးဆင်းလိုက်အခုလိုမျိုးလေးအပြင်ပြုံလေးလှုပ်ရှားလိုက်ပေါ့နော် ကျွန်တော်ကဒီဆယ်လပိုင်းတစ်လလုံးရက်ကွေးလုံးဝမရှိပါဘူး AC ကျွန်တော်နှက်ပြီးတော့နေလို့ရပါတယ်အဲဆယ်လပိုင်းဟုတ်ပေါ့ကိုးလပိုင်းပေါ့နော်ဆယ်လပိုင်းလလည်လောက်မရက်ကွေးရှိမှာပါခင်ဗျကဲဘဲဥဘဲချိနဲ့နဲ့နဲ့ဆိုတော့ဘဲဥဘဲဥချက်စင်တော့တာချန်တွဲဘဲဥစစ်စစ်တယ်အဲပြီးတော့ဒါကျွန်တော်မခုနကကြော်ထားတယ်ဆိုတော့အစာရဲ့ဘဲဥလေးအဲ့လိုထုတ်ရတယ်ခင်ဗျအဲလက်ကလေးနဲ့ပေါ့နော်လက်ညိုးလေးနဲ့ အဲ့လိုလေးကုတ်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 ပြီးတော့ဒီမျိုးလေးပန်းပွင့်ဖော်ရတာပေါ့နော်ပြောမယ်ဆိုရင်တော့ဒါကျွန်တော်ကတော့ဒါကိုတက်တလူလေးလောက်တာပေါ့သူများကျတော့ပန်းပွင့်ဖော်ကျွန်တော်ထက်အများကြီးလာတယ်ကျွန်တော်ကတော့ကိုဖော်တက်တလူလေးဖော်တာပေါ့နော်အဲအာဂါဆက်ကူလေးခင်စိတ်ရှိလက်ရှိပေါ့တခါခါကျတော့လေဘဝအမောတွေပြေဖို့အတွက်ကိုလေဟာချလာပေါင်းလိုက်ပြီပေါ့စီကဘာလို့အယောင်ညင့်နေလဲဆိုတဲ့အခါကျတော့ကျွန်တော်ကတကြားတွေထည့်ထားတာရှိရေပေါ့နော်အကျုံနေတဲ့အချိန်မှာပြီးတော့ကျွန်တော် ဒီပေါင်းကန်အိုးပေါ့နော်ဒီပေါင်းကန်အိုးကကျွန်တော်တို့သုံးနေကြမှာမသုံးတာကြပြီအားကြောင့်ပါကဲကိုလို့ကိုကောင်းမယ်ဟိကိုချစ်ကိုကောင်းကိုကြိုက်ကိုကောင်းမယ်ဟုတ်တယ်ဟုတ်ကိုထရင်ကတင်ရွှေနန်းတဲ့ကွက်ကို share လုပ်ပြီးတော့ကွက်ကိုအရင်ဆုံးစားမယ်ချီတူလေးနဲ့ကြည့်တော်လေးနဲ့ဆွဲမယ်စားကြပါဦးဗျာရတာတစ်ချက်ဘလို့နေလဲ ကောင်းတယ်လို့လို့မကောင်းတယ်လို့အဲကောင်းပါလေချစ်တဲ့ပြည်တတိပါပြကြောအချိန်ပေးပြီးပြီးတဲ့တိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်တနေ့နေ့အားတယ်ဆိုရင်ကျွန်တော်တို့မျိုးလေးလှူစားကြည့်ပါဗျကျွန်တော်အုံတကြားပေါက်စီလက်လှူထားပါတယ်အတစ်ဆက်တဲ့နေရာမှာလို့သွားတာပါဘာဘာ